်မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် စစ်ကောင်ဆောင်နေပြည်တော်မှထွက်မပြေးရရင်ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်နေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စင်ရေးရှင်မြင့်တန်လာတာနဲ့များမရှိမလားဆစ်ရှုံလာတဲ့စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမြောင်းလိုင်းက၎င်းတို့ရုံဆိုင်တရှိရာနေပြည်တော်မှထွက်မပြေးရဖို့ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်နေခြင်းဖြစ်ကြောင်းလေးလာသူတွေကတုံ့တက်ပါတယ်။စစ်ကောင်စီလောက်ကမြို့သားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ကော်မတီ NSBNC ကဦးဆောင်ပြီးနေပြည်တော်မှမတ်လ24ရက်မှ26ရက်တိ၃ရက်တာငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲပြုလုပ် ံနေကြောင်းသိရပါတယ်။ခုခံတော်လှန်မှုတွေကြောင်းမရှုမလစစ်ရှုံနေပြီးလက်ရှိတိုင်းနယ်လမ်းမထူနိုင်ဖြစ်နေတာကြောင့်ဤဆက်ပတ်သက်တဲ့လက်ဝေကဏ္ဍနဲ့အခုလိုငြိမ်းချမ်းစကားဝိုင်းများပြုလုပ်ခြင်းကအဆန်းမဟုတ်ကြောင်းမြမအရင်လိလာတုံသက်သူဦးတန်းစွန်နိုင်ကဆိုပါတယ်။စစ်ရှုံနေတာကလည်းပြန်ပြီးတော့မှနယ်လမ်းမထူနိုင်သလိုအချိန်ကြာရှည်သွားရင် နေပြည်တော်ကနေသူဆုံးခွာထွက်ပြေးရတဲ့အနေအထားကြောင့်မှဆိုလို့အဲ့ဒါတွေလုံနေရလို့ကျွန်တော်တို့ယူဆတယ်လို့ဦးတန်းစွန်နိုင်ကပြောပါတယ်။ က်ရှိမှာစစ်ကောင်စီကနိုင်ငံတော် စီးပွားရေးစီရင်အရာအဓိကအရေးပါလာတဲ့နေမြေဒေသစစ်ဌာနချုပ်စခန်းပေါင်းများစွာကိုလက်လွတ်ဆုံးရှုံးနေရပြီးနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်အတူရောင်ယူကောက်ပွဲကိုအခုနှစ်ကုန်ပန်းမှာကျင်းပနိုင်ဖို့အကြိုးပမ်းနေတာဖြစ်ပါတယ်စစ်ကောင်စီကတဖက်မှာလည်းတန်ကာနဲ့အရက်သားများမှမကြမ်းပြတ်မှတ်ထားပြီးပုံချေတိုက်ခိုက်နေသလို့ အဲ့ဒီလိုမီဇာတဖက်ရေမိုးတဖက်ပြုလုပ်တဲ့ငင်းချိုင်းစကားဝိုင်းကိုအယုံကြည်မရှိကြောင်းကရင်အမျိုးသားစီယုံ KNU ပြောခွင့်ရဘဒူစော်တော်နီကဆိုပါတယ် အခုပဲငြိမ်းချမ်းရေးစကားပြောပြီးပြောလို့တော့မဆုံးသေးဘူးလူထုနဲ့တန်ဃာတို့ပေါ်ပုံချင်းတပြက်နေတာဘယ်သူမှလည်းအဲ့ဒီငြိမ်းချမ်းရေးပွဲတွေကိုအယုံကြည်မရှိဘူးလို့ KNU ပြောခွင့်ရဘဒူစောတော်နီကပြောပါတယ်အခုဆွေးနွေးပွဲကစစ်အာဏာသိမ်းလေးနှစ်ကျော်အတွင်းစစ်ကောင်စီဦးဆောင်ပြီးပထမဆုံးပြုလုပ်လာတဲ့ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်တယ်လို့တင်ရောက်သူတွေမှလည်း၎င်းတို့နဲ့နှိစက်သူတွေသာဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ် အလားတူစကောင်စီအတိမတ်ပြူအလူတော်ကြီးတွေဖြစ်တဲ့နိုင်ငံပါတီများနဲ့ပတ်သက်နေသူတွေကလည်းအဲ့ဒီအရာကိုအခွင့်အရေးတရားနည်းနဲ့အသုံးချပြီးတက်ရောက်နေခြင်းဖြစ်ကြောင်းဦးတန်းစိုးနိုင်ကပြောပါရယ်ဆလပ်ပြီးရေကြီးမျိုးနယ်အတွင်းရှိအုပ်ချုပ်ရေးမှူးများစစ်မှုထမ်းအကြောင်းပြကပြည်သူများထံမှငွေတောင်းယူပြီးကိုပိုင်ကများဝယ်စီတဲ့အကြောင်းတင်ဆက်ပေးပါမယ် အေယာရီတိုင်းပသိမ်ခရိုင်ရှိချင်းမျိုးနဲ့မရင်ကူးအုပ်စုပိုင်းကြံလဟာချင်းရွာကလားစုချင်းရွာမရင်ကူးချင်းရွာတို့မှာစစ်မှုထပ်ဖို့အသက်ပြည့်မိတဲ့သူအိမ်နောက်စုတွေမှာငွေကြေးအတင်းအကျပ်ကောက်ခံနေကြောင်းသိရပါတယ်။ရှိချင်းမျိုးနဲ့အတွင်းရှိမရင်ကူးချင်းရွာကြုံတော်ရွာရွာသိကုံချင်းရွာကိုတောင်ချင်းရွာအုပ်ချုပ်ရေးမှုများစုပေါင်းပြီးစစ်မှုထပ်ဖို့အသက်ပြည့်နေတဲ့အိမ်များမှာတအိမ်လောင်းနဲ့တသိန်းကောက်ယူနေကြောင်းဒေသခံတွေစီကသိရပါတယ်။ မျိုးနယ်ကမဲပေါက်သူကိုစာအိတ်နဲ့ဆင်ခေါ်လာရင်လည်းသူတို့လူစားထိုးမဲ့လူကိုပဲထည့်ပေးမယ်တနမ်းမလိုက်ချင်ရင်တိန်တသိန်းပေးကိုပေးရမယ်ဆိုပြီးအတင်းအကျပ်ငွေတောင်းနေတာမျိုးနယ်တွေကအုပ်ချုပ်ရေးမှုတွေအကုန်လုံးလဝရိုက်ပြီးငွေတောင်းနေကြတယ်လို့ရှင်ကြီးဒေသခံတအုပ်ကပြောပါတယ်မရင်ကူချင်းရွာအုပ်စုတစုထဲမှာပဲစစ်မှုထမ်းဖို့အသက်ပြင်းမိသူ150ရှိပြီးရှင်ကြီးမျိုးနယ်တစ်ခုလုံးမှာစစ်မှုထမ်းဆောင်ဖို့စီရင်သွင်းခံရသူတွေအများအပြားရှိကြောင်းတည်င်းသူတပ်ဖွဲ့ပသိမ်မှသိရပါတယ် ကျုံတာအုပ်ချုပ်ရေးမှူးဖြစ်သူကကျုံတာမှာစက်ခိုင်ပါတီဝင်ကျုံပြောခလာရ36မှာစစ်ထောက်လိုင်းရေးတဝလို့နဲ့ပူပေါင်းပြီးဒေသခံများထံမှငွေကြေးများကောက်ခံပြီးကိုပိုင်ကားများတောင်ဝယ်ယူထားကြောင်းသိရပါဗျာ။ ။ ARD တိုင်းတွင်မှကျင်းရွာအုပ်ချုပ်ရေးမှုတွေနဲ့စစ်ထောက်လိုင်းရေးတွေကစစ်မှုထံဥပဒေအကြောင်းပြပြီးစီးပွားဖြစ်နေကြပြီးပြည်သူများထံမှအနိုင်ကျင့်ငွေတောင်းခံမှုတွေဇက်တိုက်ပြုလုပ်နေကြောင်းသိရပါတယ်။ကျောင်းကုန်းမြို့နယ်မှာလည်းစပယ်ယုံအုပ်စုမှအုပ်ချုပ်ရေးမှုဖြစ်သူကစစ်မှုထံပေးဖို့လူစားထုတ်ကတိုင်းနှစ်ရာပေးရမှာဖြစ်ပြီးမပေးနိုင်မှာကစစ်မှုထံလိုက်ရမယ်လို့ချိန်ချောက်ပြောဆိုမှုတွေရှိပါတယ်။ရေကြီးမြို့နယ်အပိုင်းပွဲငူအုပ်စုရှိပွဲရငပိစိတ်ရွာအညာတန်းရွာရွာသိမ့်ရွာတို့မှာလည်းကျင်းရွာအုပ်ချုပ်ရေးမှုကစစ်မှုထံအစားထုတ်ဖို့တိုင်းနောင်လေးငွေကြေးတသား ောင်းနဲ့လာစဉ်ကောက်ယူမှုတွေရှိရဲလို့သတင်းမှဖော်ပြပါရှိပါရရှင် ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေးတပ်ကဘုံမှကျဲချတဲ့အတွက်စစ်သားများပြားသေးဆုံးခဲ့ရပြီးအခုအချိန်အထိတိုက်ပွဲတွင်သေဆုံးသူစစ်သား120ကျော်ရှိရဲလို့အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားနန်းလင်းသူပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲကိုပို့ဆောင်ခံရတဲ့စစ်မှုရန်ပတ်စင်ကြောင့်တင်နန်းစဉ်တပ်သားတင်နန်းလင်းသူကအုပ်ဖို့ရှိတော်လိုင်းတက်ခဲ့သူအလင်းဝင်လာပြီးရဲ့နောက်၎င်းပါဝင်ခဲ့တဲ့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေးတပ်ကဘုံမှကျဲတဲ့အတွက်စစ်သားများပြားသေးဆုံးခဲ့ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ ဘကိုးတိုင်းညောင်ကျိုးတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့လေယာဉ်တွေကမှာရင်ပုံကျဲမှုနဲ့အင်းရဲတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်သား120ကျော်ထိဆုံးခဲ့ကြောင်းကြံရှိနေတဲ့တပ်သားများအလုံးမှလည်းတပ်ပြတ်ပြီးထွက်ပြေးကြကြောင်းစစ်မှုရန်တပ်သားတဲ့ကိုနန်းလင်းသူကတော့ထွက်ပြေးစဉ်တော်လိုင်းတပ်ဖွဲ့တွေနဲ့ချိန်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့ကြောင်းသိရပါရယ်စစ်မှုရန်တပ်သားတဲ့နန်းလင်းသူက2024ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာကျိုးဝင်ကောင်းမျိုးနဲ့ရှေးပြန်စင်ယိုးကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရပြီးခမာယာ6တိမ်မြုပ်တပ်အတွင်ကိုခေါ်ဆောင်ခဲ့ကြရကြ ောင်အဲ့ဒီမှာတဆင်တံပြူစီရဲမျိုးနဲ့ဝဲကလီအမှတ်လေးတက်မတော်တမ်းမြင်လေးခြင်းအကြောင်းကိုပို့ဆောင်ခံခဲ့ရကစစ်မှုရန်ပတ်စင်6တနက်တက်ခရအကြောင်းသိရပါဗျ။ အဲဒီလိုစစ်မှုရတနန်းတက်ရောက်ပြီးရဲ့နောက်ဘကိုတိုင်းကြောက်ကြီးမျိုးနဲ့နတ်တန်ခွင်းရှည်တန်းစကန်ကိုပို့ဆောင်ခံရကြောင်းအဲဒီမှာတဆင်ညောင်ကျိုးစကန်ကိုပို့ဆောင်ခံရကြောင်းမလ၁၆ရက်နေ့မှာကိုနန်းလင်းသူကတာယာဝရီခိုင်တရင်၃၈၀၀နဲ့တက်ခွဲလီမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ထံကိုလက်နက်မဲအလင်းဝင်ရောက်ခဲ့ပြီးတော်လိုင်းရဲဘော်ရီနဲ့ပူပေါင်းကအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသူကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူကရှေးပြန်စင်ယိုးကြီးရွာကနေကားမောင်းပြီးရွာအထွက်မှာကားကိုစစ်ခွေးတွေကချော်ခွဲတော့သူကပါသွားတယ်။နောက်တော့လူကိုပါပေါ်တာဆွဲပြီးခမာယာ ဆောက်တိမ်မြုပ်ကိုပို့လိုက်တဲ့အဲဒီကနေဝဲကလီမှာစစ်တပ်နဲ့3လတက်ပြီးနတ်တန်ကွင်းကရှိန်းတန်းကိုတန်းပို့တာနတ်တန်ကွင်းကရှိန်းတန်းမှာထွက်ပြေးဖို့လုပ်တာမိုင်းကွင်းနေကြောင်းအဆင်မပြေလို့ထွက်မပြေးကြရဘူးနတ်တန်ကွင်းကရခိုင်ကိုသွားမယ်ဆိုပြီးညွှန်ကြားလာလို့တောင်ငူတက်မှာလက်နက်ခရရန်နေဖြေဖို့လုပ်တော့ထွက်ပြေးတာတာယာဝရီမင်းနဲ့ချောင်းကိန်းမှာပြန်ဖမ်းခံရပြီးပြည်စစ်တပ်မှာအချုပ်ချခံရတဲ့စစ်ခွေးတွေကအချုပ်ကနေပြန်လွတ်ပေးပြီးညောင်ကျိုးကိုထပ်ပို့တယ်ညောင်ကျိုးတိုက်ပွဲမှာအေအေတိုက်လို့တည်တာဓာတ်လီတက်ကပုံမှန်ကျဲလို့တည်တာပုံများတယ်လို့ပြောပါတယ်စစ်ခွေး120ကျော်လောက်တည်တယ်လို့ ယ်လို့အလင်းဝင်လာတဲ့ကိုနန်လင်းသူကပြောပါတယ်လို့တာယာဝန်ကံ PDF မှာတာဝန်ရှိသူတောက်ကပြောပါတယ်။ကြည်သူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေအပါအဝင် ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းခံနေရတဲ့စစ်မှုတန်းတပ်သားတွေအနေနဲ့အ мян ဆုံးအလင်းဝင်ကြဖို့နဲ့တော်လိုင်းတပ်ဖွဲ့တွေထံလက်နက်နဲ့အတူအလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်ဆူချင်းမြင့်သွားမှာဖြစ်ကြောင်းတာယာဝန်ခရိုင်တရင်3800နဲ့တက်ခွဲလေးမြေအောင်ကြောက်ကြတပ်ဖွဲ့အုပ်ဖို့ကအတိပေးထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးစစ်ကောင်ဆောင်က၎င်းရဲ့လူယုံတော်ပိုကျုပ်ကျော်ရွှေထွန်းနဲ့ကိုရင်အရာရှိဟောင်းပိုကျုပ်မုံမြင့်ဆွေတို့ကိုစင်ရကျော်ထင်ဖွဲ့ပေးပြီးမြောက်စားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကောင်းဆောင်ဘိုးချုပ်မူကြီးမြောင်းလိုင်က၎င်းရဲ့လူယုံတော်တွေဖြစ်တဲ့ဘိုးချုပ်ကျော်ရွှေထွန်းနဲ့ကိုရင်ရာရှိဟောင်းဘိုးချုပ်မုံမြင့်ဆွေတို့ကိုစစ်ဘက်ဆိုင်ရာအမှုတန်းကောင်းချင်အတွက်ချီးမြှင့်နေဇေယျကျော်တင်ဖွဲ့ပေးရပြီးမြောင်းစားခဲ့ကြောင်းသိရပါရယ်စကောင်းဆောင်ကအခုရက်ပိုင်းတွင်စစ်ဘက်ဆိုင်ရာအမှုတန်းကောင်းချင်အတွက် ကုံဒူးဆောင်ပွဲတွင်ဖြစ်တဲ့ဇင်ရကျော်တင်ပွဲအပါအဝင်စစ်ဘက်ဆိုင်ရာပွဲတစ်စိတ်တွေကိုနေပြည်တော်မှာပီအက်ခရအစိုးရနှုတ်ကပါထည့်သွင်းပီအက်ခရဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်စစ်ကောင်ဆောင်ရဲ့ရှုံချမှုပုံမှန်ရရှိလာတဲ့အဲ့ဒီနှုတ်နဲ့ဘိုလ်ချုပ်ကျော်ရွှေထွန်းကလက်ရှိမှာစီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဒုတိယဝန်ကြီးကြောက်ဖြူထူစီးပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်ခန့်ခံရကြောင်းသိရပါတယ်။ဒါအပြင်ဘိုလ်ချုပ်မုံမြင့်ဆွေကလည်းစစ်ကောင်ဆောင်ရဲ့နာမျက်စိလိုတင်စားခံရအောင်ရှုံချမှုတွေရရှိခဲ့ပြီးကိုရီးအရာရှိပြည်မှာစစ်ဘက်လက်ထောက်ဖြစ်လာသူဖြစ်ကြောင်းနိစက်သူတွေက ကပြောပါရယ်အခုနှစ်ဇန်နဝါရီလရက်လွတ်လပ်ရေးနေ့နဲ့မန်လာနှစ်ရက်တာသူလေသမားနေ့တို့မှာဂုံဒူးဆောင်ပွဲရရှိထားသူတွေအဖြစ်ကြီးညာပြီးအမိန့်ထုတ်ပြန်ခဲ့တဲ့ဂုံဒူးဆောင်ပွဲရရှိသူတွေကိုစစ်ကောင်စီကပြင်ရခဲ့တာဖြစ်ကြောင်းသိရပါရယ်တကယ်ကလွတ်လပ်ရေးနေ့မှာရွှေရတု85နှစ်ပြည့်ကပြင်ရမှာခြံခဲ့တယ်မပြင်းလိုက်ဘူးအခုမှပြင်ရင်ထင်တယ်လို့စုပြီးနေတာမျိုးပါတိတ်တော့ထူကြအတိပဲမရှိပါဘူးလို့မြမအရှင်ကဲခတ်သူတောင်းကပြောပါရယ်အဲ့လိုစစ်ကောင်ဆောင်ပြင်ရလာတဲ့ဂုံဒူးဆောင်ပွဲတွေမှာစီတူဘက်23ဦးသူရဘက်3ဦးဆရာကျော်တင်ဘက်19ဦးဝနာကျော်တင်ဘက် ၁၄ဦးလင်းကာစောစားပွဲတအုံနဲ့တိတ်ပစောစားပွဲနှစ်ဦးလို့ဖြစ်ကြောင်းသိရပါတယ်။အဆိုပါကုံလူဆောင်ပွဲများရရှိသူတွေကစစ်ကောင်ဆောင်ရဲ့လူယုံတော်တွေအာကိုအားထားပြုရသူတွေအပြင်စစ်ဘက်ဆိုင်ရာတွေနဲ့ရခိုင်ငင်းချင်းလုပ်ငန်းစဉ်မှာတာဝန်ပေးရခံရတဲ့လူပုဂ္ဂိုလ်တွေဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်ကတော့၎င်းပြည်အမှုကိုပြတ်ထန်းချက်တွေနဲ့ညီစနစ်တကျစီစစ်ရွေးချယ်ပြီးအမှန်တကယ်ကုံပြူချင်းမြင့်ထိုက်သူတွေကိုသာထိုက်ထိုက်တန်တန်ပေးရခြင်းဖြစ်ပြီးဂုံယူဝမ်းမြောက်ရောက်ကြောင်းပြောပါတယ်။စစ်ကောင်ဆောင်ကပြီးခဲ့တဲ့မလ23ရက်ကလည်း2019စစ်စင်ရေးတွင်ဖမ်းဆီးခံခဲ့ရပြီးရဲ့ ောင်ပြန်လွတ်လာတဲ့၎င်းတို့တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်တွေကိုစိတ်တက်မြင့်တင်တဲ့အနေနဲ့လာမယ့်တက်မတော်နေ့မတိုင်ခင်ဖွဲ့တစိမ့်များပြည့်ရခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။